အားလုံးပဲမေးလာပါနည်းနည်းလေးနှောက်ချတော့ပါတယ်ဒီနေ့ကတော့အတင်းတုံမဲ့နေတော့ဟုတ်ပါဘူးမှားလို့ပါဆိုင်းစီယာမောင်ဖင်ငယ်ရဲ့ရင်တော်မောင်မောင်တို့ရင်တော်ဘုံနန်းတွင်လေးဝက်ဇလံများကိုဆက်ပြီးဖက်ပြခြင်းပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာမောင်ဘီနဲ့ခင်နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခေတ္တလိုက်ပါရှင်။ မပြောမပြီးမတိမမီဆိုသလိုမလေးပြောမှဖြစ်တော်မီချိန်ဝင်ရှာလို့တသက်မှတ်တယ်မနေတော့ပဲတစ်ဖက်ဖက်ကိုရက်ဒီမှာဖြစ်သေးတော်မီနေပြီးတော့မှ ဖြစ်ခဲ့တဲ့များကိုမလေးကပြောပြနေသည် မလေးစကားတန်ကခါတိုင်းလိုတူးတူးညင်ညင်ချွတ်ချွတ်လွန်းလွန်းတော့မဟုတ်ခါတိပွဲဆက်စုပ်ပွဲယွန်ရှာပွဲအတိပြီးနေလေသည်ဒီလိုလောက်ရင်ဒီလိုဖြစ်မယ်ဆိုတာကို အစကလေးကလည်းတော့အုတ်ခမာထိသာပြီးဖြစ်ပါသည်။ကျတင်တွေးစာထားသူမို့လဲခန်းစားချက်ကတိတ်မပြင်းလား။မိမိချက်လာတော့မရတရားမိမိကိုစွန့်ပြီးရနောင်မင်းသားကိုရနောင်မင်းသားစီကို သွားနေပြီဆိုတာကတော့ရင်ထဲမှာတော့နာကျင်စိတ်တော်ဖြစ်နေတာဒါပေမဲ့ဒီဖြစ်ရက်ကိုမဖြစ်ခင်ကလေးကသူတတ်ထားပြီးသားမို့ အစစအရာရာကိုစဉ်းစားထားပြီးသားမို့ခွင့်လွှတ်ရတော့မှာပါပဲခွင့်မလွှတ်လို့ရလည်းမရဒီချိန်မှာဒီဘောမင်းထက်တောင်အာနာရှိနေတဲ့ဓာတ်ထက်နေတဲ့ကျွန်တော်မင်းသားကိုမိမိကတော့အန်တူရဲပါမလားအခုသူပေးအပ်ထားတဲ့ယာရုနဲ့ရွှေငွေတို့ကိုတော့ယူထားမှဖြစ်တော်မူနောက်ပြဒနာနောက်မှ ရှင်ရှင်ပေါ့တော်တော်သာသူမရလို့ချင်းသူလင်းလန်နေထိုးဆိုတဲ့ဂိမ်းပေါက်လာမှာဖြင့်အသက်အသေးခံရတော့မည်။ဒါမျိုးနဲ့ဆိုရင်ရတော်မင်းသားကနည်းနည်းမှမရ။တစ်စစ်လေးမှဒီမခံတတ်။သူလိုချင်သည့်မိမကို ဖြစ်သည့်နည်းဖြင့်ရအောင်။ယူတတ်သူဖြစ်သည့်ရနိုင်အောင်ကလည်းသူမှာအာနာကရှိနေသားမင်းကရှိနေသားပြီးမှကိုအချိန်ဝါကြီးလာသည့်ရတော်မင်းသားကိုဘယ်လိုမှအန်တူဖို့ရမဝင်ပြီ။ဖြစ်လာတဲ့ဘဝကို ်တယ်လို့ပဲရင်ဆိုင်လိုက်တာအကောင်းဆုံးပဲလို့တဲတော့ဥက္ကဆုံးဖြတ်လိုက်ဟန်တူသည်မလေးပြောသမျှကိုကောင်းမခါတော့ကောင်းလည်းမငြိမ်ချင်တော့ဒုံနိပါဝေသာနေလေတော့သည်စိတ်စိတ်နေဝင်ခန်းဆိုသည်ဒိတ်ထုံးကိုမလေးတယောက်ទីပါလိမ့်မည်မလေးမလေတော်အုပ်အာမိမိကိုယ်စားပြုစုရန်အတွက်တောင်တွင်းကြီးမှာမိမရှာဖွေရတော့သည်အမြန်ရှာဖွေနေရသဖြင့်မိမိစိတ်ချမတွေ့မိမိလိုကိုလုံးကိုယ်ပါတည်တည်တတ်တွေ့ အသားရေကတော့ကိစ္စမရှိဖြူရင်ဖြူညွယ်ညွယ်ပါစေလင်ဖြစ်သူလည်းတော့အုတ်နဲ့သားနှစ်ယောက်ကိုကြီးကြီးပြူပြူကျင်ကျင်နာနာရှိရင်တော်ပြီလေတော်အုတ်ကိုလိုချင်သူများကတော့လည်းအများသာမိမိမေးစမ်းကြည့်တဲ့နဲ့အားလုံးလိုလိုကလက်တင်ခံကြသည်လေတော်အုတ်ထက်လေတော်အုတ်ဘကတော်ဘွားကိုခုံမင်ကြဟန်တူသည် လေတော်အုတ်မှာရှိနေတဲ့ရွှေငွေအတွင်းပစ္စည်းကလေးများကိုလည်းမှတ်မောကြတယ်ထင်ပါရဲ့ဒီလိုနဲ့ပဲတောင်တွင်းကြီးမှာမလေး၄၅ရက်ကြံကြသွားသည် နောက်ဆုံးတောင်တွင်းကြီးအနောက်နန်းဖရွာကမယ်ခင်နဲ့မယ်ရင်ဆိုတဲ့ညီမနှစ်ယောက်ကိုမက်လေးကသဘောကျသည်မက်လေးကသဘောကျသလိုလဲတော့အုတ်ကလည်းနှိမ့်ချိုက်ဟန်တူသည်လင်းဖြစ်သူလဲတော့အုတ်ကျင်းနဲ့ဖို့စိတ်ချမ်းသာဖို့မက်လေးခင်များကြိုးစားနေသည်လဲတော့အုတ်စိတ်တိုင်းကြမိမကိုမယားကြီးဖြစ်သူမက်လေးကရွေးပေးနေသည် ကိုချစ်တဲ့လင်းနဲ့ပေါင်းဖော်ဖို့မယားကိုရွေးပေးနေရတဲ့မက်လေးရင်ထဲမှာလည်းဘလောင်ဆူနေတယ်ထင်ပါရဲ့လင်းကြီးနဲ့တွေ့တော့လဲချစ်လက်စအရင်ငန်ရှိနေတဲ့မက်လေးခင်များ ။လင်းကြီးလည်းမခွဲနိုင်။ကျွန်တော်မင်းသားကိုလည်းချစ်နေမိပြီဆိုတော့အခက်ကြုံနေပြီလို့ဆိုရမှာပဲ။မဖြစ်တော့ဘူးမန္တလေးပြန်มาဖြစ်တော့မယ်။နှုတ်မောရင်အာလုံးဒုက္ခရောက်ရကြည်ရဲ့လို့မလေးကတွေးလိုက်သည်။ဒါနဲ့ပဲမန္တလေးပြန်ဖို့ပြင်ဟဆင်ဟလုပ်နေသည်။ဒီတော့မှာပဲရနောင်မင်းသားဆေလွတ်လိုက်သည့်ခြေမြန်တော်များရောက်လာသည်ခြေမြန်တော်များနှင့်အတူဆင်တစည်းပါပါလာ၏အခုချက်ချင်းခြေမြန်တော်များနှင့်တပါးတည်းလိုက်ခံရမှာတော့ရှိသည် လေတော်အုပ်ကိုပေးရန်ရွှေငါးပိတာနှင့်မြို့တကြီးခန့်အပ်သည်ဆလွှာပါတကားတဲ့ပါလာသည်ညနာမင်းသားကအကွက်ဆင့်နေပြီဟာကွက်တကွက်မှမရှိဒီတော့သူပြောသလိုလှုပ်ဖို့ရာသာရှိသည်လေတော်အုပ်အတွက်ရှာပေးထားသောညီမနှူးတို့ကိုမှကြားတန်နာမှကြားနေရသည်ဘေကာလာတိကြကြခွဲနေရအုံးမီမသိသောလင်းကြီးဖြစ်သူလေတော်အုပ်မျက်နာကိုနောက်ဆုံးကြည့်ခြင်းမြင်ကြည့်နေသည်နှလုံးသက်ပေါ်မှစီးကြလာသောသွေးများကမြေအများဖြင့်မျက်လုံးအိမ်မှလိမ့်ဆင်းလာနေသည် မလေးဖို့ဒီမျက်ရည်များကဝမ်းတာမှုမျက်ရည်များလားခြေခွဲမှုမျက်ရည်များလားဆိုတာကိုဝေခွဲမရဟန်တူသည်ရောင်ချာချာဖြစ်နေ၏အယောင်ယောင်မှမှလုံနေမိသည်လေတော်အုပ်ကိုထက်ထက်ချင်းချင်းဥချနေမိသည်တားငယ်တက်သားကို ရင်ခွင်တွင်အာဗာရီယာပွေထားသည်အချိန်ချင်းနန်းရှုံသည်ဒီတကာနန်းရည်ကဘဲခါနှင်းမြောက်မတူရှင်နှင်းအောင်နန်းရည်အနံသားဤချစ်ချင်းဖြင့်တင်းတယ်ရောင်ရဲခြင်းမရှိသည့်အနံ့ ခြေကမ်းမှုတွေပြည့်လျက်နေသည့်အနံ့များပင်ဖြစ်သည်။သားများကိုချစ်စိတ်လင်းကိုချစ်သည့်မက်လေးဤတော့ကပြပါရမှာပြောမပြနိုင်အောင်ဖြစ်နေပြီ။ရနောင်မင်းသားကိုလည်းချစ်သည်။သို့ပေမဲ့ရနောင်မင်းသားပေါ်ညှိတွေသည့်တန်ရွှဲစင်ကနေသေးသည်။သူ့ကိုချစ်သည့်စိတ်ကတမျိုးနှုန်နေသေးသည်။တင်းမြင်သည့်တန်ရွှဲစင်ကြိုးကလေးတစ်ခုသာဖြစ်သည်။ရနောင်မင်းသားမှာကမက်လေးကတန်ရွှဲစင်မတွေ့လဲကိစ္စမရှိ။သူ့မှာကတန်ရွှဲစင်ညှိတွေမိမပေါင်းမြောက်များစွာကရှိနေပြီသား။ လေတော်ဥဒ္ဓတာဖာမာကမန်လေးတူရဲကိုသာတန်ရောစီညိတွေ့ရခြင်းပဲမန်လေးကလည်းဒီလိုပင်ငယ်ချင်းငယ်လင်ဖြစ်တော်လေတော်ဥပေါ်ထားရှိသည့်မေတ္တာကမသေးလားကြားလေးလေးခံမြဲလေးလေးဖို့မန်လေးရဲ့ခြေကမဟာတင့်လွင်စေပြုံမြင်စေပင်ယင်းနှင့်တဲကြတာနရာဤတန်ရောစီကလည်းမန်လေးကိုချီးပြီးတုံ့ပြန်တာဖြစ်နေသည် လင့်ပေါ်ထားရသည့်တန်ရောစီနှင့်တားပေါ်ထားရသည့်တန်ရောစီများမှမတူချေလင်ကိုချီးရသည့်အချက်သည်ပူလောင်မှုနှင့်ပြင်းပြသည် တားပေါ်ချရာသည့်အချစ်သည်ကအေးမြသည်ဒီတန်ရောစဉ်သုံးကျိုးကမက်လေးကိုရင်မောစေသည်ချင်းနေတော်များကိုအုပ်ချုပ်ခါလိုက်ပါလာခဲ့သောလက်သုံးတော်တူ၏တရိပ်ပေးမှုကြောင့်မက်လေးစင်ပေါ်တက်ထန်လာရသည်စင်ပေါ်ထန်လိုက်သည်ဆိုပေမဲ့မက်လေးမှာစင်ပေါ်ကိုတော်တော်နဲ့မရောက်နိုင်ဝစ်စင်းနေသောစင်ပေါ်တက်ရန်မနှဲကြိုးစားရရှာသည်ဒါကိုမြင်သောချင်းနေတော်များကလက်သုံးတော်ကြီးများကဒီတိုင်းနာချင်နေရ၏ဘာမှမကူနိုင် ခြေမကန်ရဲ့လက်မကန်ရဲ့နေမက်လေးပေးမှဖြစ်နေသည်ဘဲကန်ရဲ့ထီရဲ့ကြမလဲမက်လေးကရနောင်မင်းသားရဲ့ကောက်ယူခြင်းခံထားရသည်မရတူမဟုတ်လားဒီဖြစ်ပျက်ကလေးကိုတွေ့မြင်ရတဲ့လင်းဖြစ်သူလဲတော့ဥက္ကမနေတာတော့ပွေကြည့်ထားတဲ့သားငယ်တက်သားကိုမြေပြင်ပေါ်အသာချလိုက်သည်မက်လေးစီကိုခတ်တုပ်သူသွားပြီးမက်လေးကိုပွေကြည့်လိုက်သည်ပြီးမှစင်ပေါ်မှပကက်တွင်အသာရာချလိုက်သည်အချစ်ကြီးချစ်ခဲ့ရတဲ့မယား လင်းငယ်စီသွားမဲ့ရေကိုရိုင်းပါဝင်ကူညီမှုပေးရသည့်အဖြစ်လောက်ရင်နာစရာကောင်းလာတာရှိမှမထင်ဘူးစင်မော်ရောက်သွားသည်နဲ့မလေးကလုံးဝနောက်ကိုလည်းမကြည့်တော့ဘူးလို့ဆိုတယ်မမီးရဲ့မကြည့်ရတော့တဲ့ရှုခင်းတွေကိုမတွေ့ကျင်တော့ဘူးထင်ပါရဲ့သားနှစ်ယောက်နဲ့ကြံရည်ခဲ့တဲ့လေတော်ခင်ဗျာအယူတစ်ပိုင်းဖြစ်ကြံနေခဲ့တာပေါ့ဘယ်လိုပဲမရအတင်းဆက်ဆက်ကလေးတွေရပါစေမိမိမယားကြီးကိုတော့မေးမရဘူးပေါ့တသက်မှာဒီတယောက်ကိုပဲဆွဲမှတ်ထားပြီးမို့ လဲတော့ okay များလဲဒီလိုပဲဖြစ်ရချာတာပါပဲဒါတွေကလည်းမိမိအကျိုးကိုသာကြည့်ပြီးတစ်ဖက်လူမှာဘာဖြစ်ဖြစ်ဆိုတဲ့အတိမျိုးကိုထားတဲ့ညနာမင်းသားရဲ့လုံနီးကလေးတချို့ပါပဲဒီလိုဖြစ်ပြခဲ့ခြင်းကြောင့်လဲမတ်လေးဖို့ရာဇဝင်မှာနာမည်တွင်းကြံရစ်ခဲ့ရတယ်တောင်တွင်းကြီးကနေမန္တလေးအထိဆင်းနဲ့တင်းယူလာစေသည့်အတွက်မတ်လေးကဆင်ကိုမာလေးရဲ့လို့အမည်တွင်ခဲ့တယ်ညနာမင်းသားဟာမယားပေါင်းတရာကျော်ရှိပေမဲ့ င်ကုန်းမာလေးကိုချစ်ချင်းချေချာတယ်။မြားပေါင်းတရာကျော်ကိုကိုကဲဆုံးမဖို့မြား6ယောက်ထားရှိတယ်။ဒီမြား6ယောက်ကရနာမင်းသားရဲ့အချစ်ခင်ရဆုံးအယူရခံရဆုံးသူများပဲဖြစ်တယ်။ဒီမြား6ယောက်ထဲမှာမက်လေးလည်းပါတယ်။ရနာမင်းသားရဲ့စီးစိန်ကုန်းဖြစ်တဲ့တော့ရဲကိုခံရတယ်။မလေးကရနာမင်းသားရဲ့အိမ်မှာတချင်ချင်ခံနေတဲ့အညစ်အကြေးမှလည်းပါဝင်ကပြရတယ်။တောင်တမန်လေစားမောင်ဖေးငယ်ရေးထားတဲ့ဒေတာတီကိုလည်းတည်ဆိုလို့ရနာမင်းသားကိုအဆူရောဆက်ရတာကလည်းအချိန်မှောင်များလာပြီ ဒီလိုနဲ့မလေးကရနာမင်းသားရဲ့ရင်ခွင်မှာပျော်ရွှင်စွာရှိနေတယ်။အကြောင်းမူမလေးကိုတည်ရှိလိုက်သူများရဲ့ပြပြချက်များကြောင့်စင်ကုမာလေးရဲ့သဘောကိုပိုသိခဲ့ရတယ်။စင်ကုမာလေးပြပြချက်တီးကတော့ရနာမင်းသားဖြစ်သူမမောင်တို့ကိုသူချစ်ကြောင်းသူရှာပေးခဲ့သောမယားမယောင်နဲ့လင်ကြီးဖြစ်သူလည်းတော့အုတ်ကလည်းအပျော်ကြီးပျော်နေကြောင်းသူ့ကိုလည်းမိတင်မှာတေချာချောင်းတွေကိုဖွင့်ပြောကြောင်းကြားသိရတယ်။ဟုတ်ပါပေလိမ့်မယ်။သူကိုယ်တိုင်ကလည်းရနာမင်းသားရဲ့အထီးအတွေ့များကြားမှာရင်ဖူးနေပြီမဟုတ်လား။ မေတ္တာစရာကရောင်မြန်ဟတ်တယ်လို့လူတွေကဆိုကြတယ်အမှန်ပေါ့မလေးကိုနိုင်ကလင်ကြီးဖြစ်သူလည်းတော့အုပ်ပေါ်မေတ္တာရော့သွားတော့ကဲတော့အုပ်ခင်ဗျာလည်းသူ့စိတ်ကိုချမ်းမြမ်းသာသာဖြစ်အောင်ဖန်တီးနေဟန်တူပါရဲ့မရတဲ့ကွယ်တားတဲ့ကွယ်နင်းနေရတဲ့ဘဝကိုဖြေမစီနိုင်မဲဖြစ်နေတယ်မလေးကတော့ဒီလိုမဟုတ်အတွေ့အထိအမြင်သစ်တွေကြောင့်မှမိတ်မှုနေတယ်ရင်မှုနေတယ်အပျော်ကြီးပျော်နေတယ်မပျော်လို့ကလည်းမဖြစ်တော့ဘူးလေညနာမင်းသားရဲ့ပတ်ဝန်းကျင်ကသူ့ကိုအတော့ကိုဆွဲဆောင်ထားတယ် ခံခံနာနာထဲထဲဝါဝါရှိတဲ့အစဉ်ပြင်တွေက သူ့ကိုဖန်ဆားထားတယ်။နေပြည်တော်တဝင်းမှာဒီဘောပြင်းနဲ့စုပြလက်ကလွှဲရင်တကောကြီးဆုံးဖြစ်တဲ့ရနာမင်းသားရဲ့အိမ်တော်ကခန်းနာလာတယ်။ကြီးကျယ်ထဲဝါတဲ့ရွှေရငွေရောင်တွေကလည်းတဖိတ်ဖိတ်တလက်လက်တောက်နေတယ်။တောင်ရင်းကြီးကမက်လေးနေခဲ့တဲ့နေအိမ်နဲ့ဆိုင်နှိုင်းရှင်လို့မရဘူး။ဒါရင်ပြင်မက်လေးကိုနိုင်ကလည်းရနာမင်းသားပေါ်မှာချစ်ကြီးချစ်မိနေပြီဆိုတော့ဖြစ်နိုင်ပါတယ်။ ရန်အောင်မင်းသားမောင်မောင်တို့ကိုကိုယ်တိုင်တွေ့မြင်သိရှိဖို့သူတယောက်ကတော့ရန်အောင်မောင်မောင်တို့ကအလွန်ကိုချက်တည်ရှိကြ။ရန်အောင်မင်းသားကမကိုမပန်းရပဲနဲ့ကိုမိမများကသာသူ့ကိုပိုးပန်းနေကြကြောင်းသူ့ကိုအပြိုအိုများကပဲငန်းငန်းတက်လူချင်းကြကြောင်းကိုပြောပြလို့သိကြည်ရတယ်။ဒီကုန်းမလေးဟာရန်အောင်မင်းသားနဲ့ပေါင်းဖော်တင်မြတ်လို့တားတော်တပါဖွားမြင်ခဲ့သေးတယ်။ဆော့လေးကအခါလဲရွယ်မှာပဲတည်ဆုံးသွားခဲ့တယ်။နောက်ခါမှာလင်ဖြစ်သူရန်အောင်မင်းသား မင်းမှုပြစ်တဲ့အင့်တဲ့အခါမှာစင်ကိုပါလီခမရွှေလန်ဖို့အိမ်မှာခြေချင်းခတ်လို့ချုပ်ချခံထားရတယ်။မြို့တော်ဝင် ဖြစ်သူရဲ့ဂျိန်နဲ့73ချက်ရိုက်ကိုလည်းခံရသေးတယ်။ဒီသတင်းကြားသိတဲ့မိဖုရားကောင်ကြီးစူပြလက်ကအမိန်နဲ့ရွှေလန်ဖို့အိမ်ကနေလွတ်လိုက်တယ်။စူပြလက်ရဲ့ချစ်ခင်မြန်တို့ဂျိန်ကိုလည်းခံယူတော်မူရတယ်။မိဖုရားကောင်ကြီးရဲ့အမိန်ကြောင့်ယူရီးယားကကိုတင်ယူရတယ်။ထိုစီကနန်းတွင်းမှာယူရီးယားယာမဆရာကြီးဥဖိုးမြတ်ထံမှာ၃နှစ်ပညာသင်ယူရတယ်။ စုပြလက်ကမလေးပေါ်မှာလဲချင်းမြန်လို့လာတယ်။မလေးရဘွားတစ်စီချိုးကိုကြားသိရလို့လဲစိတ်မကောင်းဖြစ်ရတယ်။ဒါကြောင့်နိုင်ငံတော်မှာစင်ကိုအပြင်မင်းသမီးမရှိစေနဲ့လို့မိန်ပြီးမြောင်စားတော်မူခဲ့တယ်။မိဖုရားကောင်ကြီးရဲ့မိန်ကြောင့်တောင်တွင်းကြီးမှာကျန်ရခဲ့တဲ့ခင်မောင်းဟောင်းလဲတော်အုပ်ကိုပြန်ခေါ်ပြီးမလေးနဲ့ပြန်ပြီးလက်ဆက်ပေးတယ်။ရေဆက်မကုန်သေးတဲ့လင်မယားကပြန်ပြီးစုံစည်းရတော့တယ်။စင်ကိုမလေးကနာမည်ကြီးဇက်တော်ကြီးထွက်မင်းသမီးဖြစ်တယ်။မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့အုပ်စိုးတဲ့အခါမှာမလေးက မိမိရဲ့ပညာကိုမတိမ်ခေါ်စေဖို့စက်ထောင်နဲ့ဇက်ကပြရင်နဲ့မိမိဘဝကိုရှာဖွေစားတောက်ခဲ့ရတယ်။မန္တလေးနေပြီးတော့ပြန်မှာအရှင်နှပါပါတော်မူတဲ့အကြောင်းဖွင့်ရသည်ဆိုတော့ဆုလက်များစွာရခဲ့တယ်။ဒါပြင်ရနာဂရီးမြို့မှာဆန်နေရှာတဲ့ဒီဘောမင်းတရားကြီးရဲ့တပည့်တော်များနားတွင်မင်္ဂလာကျင်းပခဲ့ခြင်းမှာလဲရနာဂရီးကိုသွားရောက်သုံးတော်ခံခဲ့ရတယ်။ငယ်လင်ဖြစ်သူလေတော်အုပ်တည်ဆုံးသားပြီးတဲ့နောက်မှာတော့ ကြည်နိုင်ကအရက်လူကြီးမောင်မောင်ပါနဲ့အချောင်းပါခဲ့တယ်။သူမှသူ့နဲ့သားတယောက်ရသေးတယ်။လက်တော်အုပ်နဲ့ရခဲ့တဲ့သားကြီးပေါင်ညာဘွားကလူရှင်တော်ပြစ်လောက်ကန်နေရကနေဆိုင်းစရာဖြစ်လာတယ်။နောက်ဆိုင်းစရာဘွားနဲ့ဝမ်းမဝဆိုပြီးကုံတယ်လဲကုံတယ်လောက်တယ်။သားငယ်မောင်တက်ထားကတော့မိခင်ဖြစ်သူစင်ကိုမာလီရဲ့ပညာကိုဆက်ခံပြီးဆက်မင်းသားဖြစ်လာတယ်။နမ်းမောင်ကြောက်ဘောင်နဲ့တောင်လင်းကြီးနဲ့တခင်မှာစင်ကိုမာလီရဲ့အမိကိုလူသိညာတယ်။စင်ကိုမာလီကအစိုးပညာမှာပန်းပန်းနိုင်နိုင်ရှိတယ်။ လက်ညှိုးထိုးကြရမှာအလွန်ရင်ကျေးတယ်သူသဖြင့်ခရသည်ဒုဘက်ကအလွန်ကောင်းတယ်လို့ဆိုတယ်လက်ကြလက်နာအလွန်မှပါတယ်အသက်အရွယ်ကြီးမြင့်လာသည်နဲ့အများကြီးပါရေးကလည်းချွတ်တက်လာတယ်မိမိပညာတန်ဖိုးအကျိုးကိုမခံစားရဘူးစီးရဲမှုတန်ကိုကြံ့ညံ့ခံယူရင်အသက်85နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တယ်လို့သိရပါတယ်တကယ်တော့စင်ကုန်းမာလီဟာလူဘဝကိုခဏတစ်ပြုတ်ရောက်လာသူဖြစ်တယ်။ဖြစ်လာတဲ့ဘဝကလည်းလူတွေရဲ့ဖြည့်ခံတတ်တဲ့ပဲဖြစ်တယ်။သူ့ဘဝတခြားလုံးရွှေဘုံဘဝမှာလည်းစံစားသွားခဲ့ဘူးတယ်။ ထမိကိုလည်းနတ်ကြော်စားသွားဘူးတယ်။သားတွေရှိတော့လဲသားတွေနဲ့အတူမနေရ။သားတွေကိုလည်းအာမကိုဒုက္ခမပေး။မတည်ခင်ခန္ဓာကိုလှုပ်ရှားနိုင်တဲ့ပြေမှာဘယ်သူကမှအပူမကက်ခြင်း။ရသည်မရနဲ့ရောင်ရဲတဲ့သူမိမသားပဲဖြစ်ပါတယ်။ဖြစ်လာတဲ့ဘဝကိုလည်းဖြစ်တယ်လို့ယဉ်ဆောင်ရဲတဲ့သူမတည်ခင်ဆက်ကြမှာမိမိရဲ့ပညာကိုအတတ်နိုင်ဆုံးဖြန့်ဖြူးတယ်။အငြိမ်းမင်းသမီးဆယ်မင်းသမီးဖြစ်ပေမဲ့တဏ္ဍာရသူတို့တပွဲနေတဲ့ထိုင်တဲ့ပြောတဲ့ဆိုတဲ့လေးရှိတယ်။ပလာမှုကင်းရှင်းတယ်။ လျက်ပေါ်လော်လီမှုမရှိဘူးထိုစဉ်ကဇက်သူဇက်သားတွေကိုဖက်ခွက်စားလို့ခေါ်ပေါ်တမုတ်တဲ့အချင်းဖြစ်တယ်စင်ကုန်းမာလီကဒီလိုလူတန်းစားခွဲပြီးအမှုပညာနှိမ်ချမှုသဘောပါတဲ့ဖြစ်ရတွေကိုအလွန်မဲ့ယုံပုံတယ်မိမိကပြခဲ့တဲ့နေရာဌာနတွေမှာလည်းအမှုပညာရဲ့တကူချက်ပုံတွေကိုတဘာဝကြကြနဲ့ရှင်းလင်းပြသနိုင်ခဲ့သူဖြစ်ပါတယ်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဒီမှာတူကြပါဒုထရဲ့ဒီနေ့ညနေအထူး အကောင်လုံးတောင်းပန်ဆက်တော့เนาะအားလုံးပဲတက်တာပါဟိုဟိုလိုပြောလေးပဲနှုတ်ဆက်လိုက်